ဒီလန်းဒီနေရာမှာပဲမပြောင်းလဲပဲရှိနေခဲ့တာပါ။ဘာဆိုင်လဲတည်အောင်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါဦး။ ။ဘာဆိုင်လေးလို့မေးရင်တော့ကျွန်တော်လည်းမပြောတတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီဆိုင်လေးကဆိုင်နာမည်လုံးဝမရှိပါဘူး။ဒါပေမဲ့နှစ်ပေါင်း40နီးပါးဒီလန်းဒီနေရာမှာပဲမပြောင်းလဲပဲဖွင့်ထားခဲ့တာပါ။နောက်ပြီးဒီဆိုင်ရဲ့ signature လက်ရာတစ်ခုလို့ဆိုရမယ်။အစားအစာတစ်ခုလည်းရှိနေပါသေးတယ်။ဒါကတော့ open ထမင်းပေါင်းပဲဖြစ်ပါလေ။လာတာနမ်မတော်တဝိုက်မှာတော့ open ထမင်းပေါင်းလို့ဆိုလိုက်တာနဲ့ဆိုင်လေးကိုမသိသူမရှိပါဘူး။ ။အော်ပိုတပင်းပေါင်းအပြင်နောက်ထပ်လဲစားစရာတွေရသေးတယ်လို့သိရပါဗျ။ကျွန်တော်ဆက်စုကြည့်လိုက်ပါဦးမယ်။အားကြီးဟိုပါလေစီချက်နဲ့အော်ပိုတပင်းပေါင်းကြီးနဲ့ကျွန်တော်ကတော့အဓိကမန်နူးတစ်ခုလို့ဆိုရမယ်။အော်ပွန်သမင်းပေါင်းပြင်စီချက်ခောက်ဆွဲကိုလည်းမှာထားပါဗါး။ကဲမှာထားတာတွေကတော့စုံသွားပါပြီ ော်ပွန်ထမင်းပေါင်းကိုတော့ဝက်ဥစုံနဲ့မှားထားသလိုစီချက်ခောက်ဆွဲကိုလည်းတခါမှမစားဘူးတဲ့ဝက်ဥအစုံနဲ့မှားထားတာပါအဲစားနေကြကိုရီရွှဲရွှဲအသီးရွက်တွေနဲ့ထမင်းပေါင်းပုံစံမျိုးတော့မဟုတ်ပါဘူးစံနဲ့ကောင်းကျင်းဆံကိုရောပြီးချက်ထားတာကြောင့်စစ်စစ်ထွေးထွေးလေးနဲ့နူးညံ့လာပါတယ်။စီနဲ့ဟင်းခတ်မွေးချိုင်တွေရဲ့အရသာနဲ့အနံ့ကတမင်းသားတဲ့အထိစိတ်ဝင်နေတာကြောင့်ရိုးရိုးတမင်းပေါင်းတွေနဲ့မတူပဲထူးခြားတဲ့အနံ့အရသာကိုပေးပါတယ်။ဝက်သားမစားတဲ့သူတွေအတွက်တော့ကြက်သားနဲ့လည်းစားသုံးလို့ရပါတယ်။ ဒါမျိုး open ထမင်းပေါင်းရောင်းချတဲ့ဆိုင်တွေကလည်းရှားပါးလာပါတယ်ဒီမနက်ခင်းလေးမှာဆိုရင်တော့ open ထမင်းပေါင်းကိုဝက်ဥစုံလေးနဲ့စားလိုက်ရတဲ့အရာတာကမနက်ခင်းတစ်ခုရဲ့အရာတာကိုလုံးဝပြီးပြည့်စုံသွားပါတယ် သူ့ရဲ့ဝတ်သားပေါင်းထားကလည်းလက်လက်ဆက်ဆက်နဲ့ညှိနှမ်းမရှိပဲအချိန်ကြာကြီးပေါင်းထားတဲ့အတွက်နူးညံ့ပြီးစားလို့အလွန်ကောင်းပါလေ။ဒါကြောင့်လည်း15လမ်းအော်ပွန်ထမင်းပေါင်းဆိုပြီးနာမည်ကြီးနေတာပါ။နောက်တစ်ခုတတိထားမှာကအော်ပွန်ထမင်းပေါင်းစားချင်ရင်တော့စောစောသွားဖို့လိုပါလေ။စိုင်လေးကမနေ့6နာရီခွဲကစပြီးစနစ်အလောက်ထိဖွင့်နေဆိုပေမဲ့ကျွန်တော်အခုလာစားတဲ့အချိန်မှာတော့စားစရာတွေကကုန်တဲ့လောက်နေပါကိုဖြစ်နေပါပြီ။ စီကြက်ခေါက်ဆွဲကိုတော့ပုံမှန်စားနေကြအရသာနဲ့မတူပဲဝက်ဥစုံနဲ့စားရတဲ့အရသာကလည်းတမျိုးထူးခြားနေပါတယ်ဒီဆိုင်လေးอ่ะဆိုရင်တော့ကျွန်တော်ဒီတရုတ်ပြန်มาဆိုရင်15လမ်းမဟာဘန်ဒူလာလမ်းနဲ့ကန္နာလမ်းကြားအောက်ဘလောက်အဲ့မှာတီစီကြက်ဖြစ်ပါတယ်ဆိုင်ရဲ့ထူးခြားချက်ကသမင်းပေါင်းလေးရတယ်အသားကြီးလေးများတယ်အဲသမင်းပေါင်းကတခြားသမင်းပေါင်းနေနဲ့မတူတာတော့သိကြပါတယ်ရတာလည်းနိုင် ဆိုင်ရဲ့လိပ်စာကတော့15လမ်းအောက်ဘလောက်လမ်းမတော်မြို့နယ်ပါပါ မာဘနူလာလမ်းမကဝင်ရင်တော့ပုံပြီးပါတယ်လာစားကြည့်ဖို့လည်းကျွန်တော်က recommend ပေးပါတယ်ဖူဒီပရိသတ်များခင်ဗျာကျွန်တော်ကတော့ဒီနေ့အော်ပွန်သမင်းပေါင်းဆိုင်လေးနဲ့မိတ်ဆက်ပေးခဲ့သလိုနောက်လာမယ့် Foodie Industry အစီအစဉ်မှာလည်းဘလို့ဆိုင်ကောင်းတွေမိုဆီဒန်တွေခေါ်ဆောင်ပေးသွားအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ဒီစီစဉ်လေးကနေနှုတ်ဆက်လိုက်ရပါတယ်ပြည့်စုံအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကောင်းသောနေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ